ဒီဒေါ်သမီးကြီးကိစ္စကိုဘာလို့တို့တို့အချိန်ခိုက်တာကိုတဲပြီးတော့လူတွေကိုလူကြရဲမှာတီလီမီဒီယာတွေအုံနေချင်းနဲ့ဖွာတယ်။နောက် MPW ဆိုတဲ့အဖွဲ့အချိန်ခိုက်ထားပေါ်လာတယ်လေ။ဒါတို့နော်ဆိုတော့ချင်းကထပုံပြီးပြောတယ်ပြီးတော့အဲ့ MPW လူဖွဲ့ကဒေါ်ဆန်းသူကြီးကိုကဆာတာဖြောက်မှာထားတယ်ဆိုတာထုတ်ပြန်ထားတဲ့အချိန်မှာခိုင်မာတဲ့ထောက်ထားမှုရှိသူတို့အာနာလိခဏတိတ်ဗျာအာနာလိခဏတိတ်နော်ပြီးအာနာလိခဏတိတ်နော်အာနာလိထိတ်နော်မင်းတို့ကမထိတ်မှလည်းထွက်ပြောတော့မင်းတို့ပြစ်တတ်တာပေါ့လားဟုတ်လား အလိုချက်ရမီဘာပီတူနီကိုမော်မာမြအလုံးမမင်္ဂလာပါ news bit channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ29ရက်နေ့ရက် တနင်္ဂနွေနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာကျွန်တော်တို့နောက်ဆုံးရှိထားတဲ့တော်လန်တဲ့ရင်းတို့တင်ကုန်များစွာရှိတဲ့ဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ဒီနေ့ညမှာဆိုတော့တော်လန်ရဲ့ဘော်ဒကန်ပြည်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအမှုကျိတ်တိုက်ခိုက်နေခဲ့တယ်ပေါ့နော်။အောင်ပွဲတရင်တွေရဲ့ဘုံမရက်ွက်ကြေကောက်လို့မဲ့တဲ့နေလဲကြည့်ရှုမှာပဲဖြစ်ပါရစေ။အယုံဆုံးနေတဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်တဲ့ရင်တို့လေးတွေနဲ့ဆက်လိုက်ရအောင်နော်။ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်မှာစစ်တပ်နဲ့တော်လန်ရဲ့တပ်တွေကြားတပ်ပွဲဖြစ်ပွားပြီးတော့မှစစ်တပ်ကလေးဦးတေဆုံးပြီးတော့လေးဦးရှင်ဖန်စီရရှိခဲ့တယ်ဆိုတဲ့တရင်ကောင်းလေးပဲ ဖြစ်ပါတယ်။ဇွန်လ29ရက်နေ့မနေ့ပိုင်းမှာဖြစ်တဲ့တပ်ဖွဲ့တိတ်ပြီးတော့မှကြားလိုက်ဖို့စစ်ခွေးလေးကောင်ကိုကားပေါ်မှာအရှင်ဖက်စီရမိတာရှိတယ်။ကြီးစံတွေလင်းနေတွေကြီးကောင်းကြီးတွေကြီးကောင်းထုတ်တွေလည်းရပါတယ်ဆိုပြီးတော့မှတလန်ရဲ့တရင်းမြေကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်။ဇွန်လ29ရက်နေ့မှာမြင်းကွန်းရွာကနေပြီးတော့မှချမ်ပီယံစစ်တပ်နဲ့တလန်တဖုံတွေတိတ်ပွဲဖြစ်ပွားပြီးတော့မှစစ်တပ်ဘက်ကထိခိုက်တိုက်စုမှုမျိုးပြလို့ချမ်ပီယံစစ်တပ်ဟာဆိုရင်မြင်းကွန်းရွာတောင်ကျေးရွာအတွင်းမှာရှိတဲ့နေတွေကို မီရှုဖြစ်စီခဲ့တယ်လို့လည်းကျွန်တော်ဒေတာခါနဲ့ပီတိုရီစီယာနဲ့ပြန်မှသိရှိရတာပဲဖြစ်ပါတယ်စစ်ခွေးတွေကတော့ရှုံးပြေဆိုတာနဲ့ပေါ့နော်အဲ့လိုမျိုးကုတ်ချေးရုံမှာပြတော့မှကျွန်တော်တို့အများပြည်သူဘိုင်းပစ္စည်းဥစ္စာတွေကိုသူတို့အနေနဲ့မီရှုလူရဲမှုတွေလို့ဆောင်နေတာပဲဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းအညာဒေတာမှာတော်လန်ပူအောင်တပ်ဖို့ဝင်နေတယ်ပြတော့မှစစ်ကောင်စီရဲ့စခန်းတွေပြတော့မှသူတို့အထိုင်ချထားတယ်ပေါ့နော်ကာကင်းစခန်းတွေကိုအားလုံးကိုအခုဆိုရင်ထိုးစစ်ဆင်တက်ခတ်မှုတွေစတင်လို့ဆောင်နေကြတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့စကိုင်းတိုင်းဝှလမြို့နယ်မှာစိတ်ကြွမှုရစေ WY ဆေးပြား3200ခန်းနဲ့တူအမျိုးသားတအုပ်ကိုဝှလမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖကဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တရားခံကိုအရင်မိတာပါစစ်ဆေးချက်အရမှပြစ်စည်းဝတ်တဲ့နေရာကိုလဲလံပြတာတာပေါ့။တရားခံကိုမှုဖွင့်ထားတဲ့ဂျန်တဲ့လုပ်ငန်းရှင်ကတော့ပြည်သူ့ရဲနဲ့ဥပဒေရရှိတဲ့တရားသူကြီးတို့နဲ့ဆွဲပါလိမ့်မယ်ဆိုပြီးတော့မှဝှလမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ရှိသူကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်။ အရိကတရားခံကခရင်ချင်းစစ်လန်းကားနဲ့ကိုးတန်းတွေတို့မန်လေးနဲ့အထက်ပိုင်းကိုးတန်းတွေတို့လို့သိရပါဗျ။သူ့ကိုမမိသေးပါဘူး။နည်းမြေလဲကျဲတယ်။ပြီးတော့ဒီကိစ္စက ဗီဒီယိုရောတော်လိုင်းရအားစုတွေရောအတူပူပေါင်းနေနေဆောင်ရွက်ရမယ်ဗျာဆိုပြီးတော့မှပါလာဖတ်တာဝန်ရှိသူကနေပြီးတော့ဆက်လက်ပြောဆိုထားတာပေါ့နော်အခုဆိုရင်ကျွန်တော်တို့တင်ဆက်ရမိတဲ့ WY မွေးရစီပြားတွေကိုတော့ NUG ရဲ့တက်ဆိုင်ရာဝန်ကြီးဌာနတွေကိုတင်ပြပြီးတော့မှညွှန်ကြားချက်တိုင်လို့ဆောင်သွားမယ်လို့လည်းသိရတာပဲဖြစ်ပါတယ်စစ်ကောင်စီနဲ့ပူးတွဲပြီးတော့မှလုံဆောင်နေကြတဲ့စစ်ကောင်စီအောက်ခြေမှာရှိတဲ့စစ်ခွေးပြူစော်ထေးတွေပြီးတော့မှအောက်ကြီးဒလန်တွေရယ်ဆိုတော့မွေးရစီကိစ္စမှာဆိုရင်လည်းတို့အနေနဲ့တတဲဝန်ပူးပေါင်းပတ်သက်မှုတွေရှိနေတာမလို့ဒါတွေကိုကျွန်တော်တို့အနေနဲ့ PPCC လို့ဆောင်ပြီးတော့မှပါနော်အရေးယူဆောင်ရွက်တော့မှာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းမိုးရမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့တိုက် rocket drone တွေနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့လို့စစ်တပ်ကအရာရှိ၃ဦးပါဝင်22ဦးသေဆုံးပြီးတော့မှစီကိုတောင်စကိုင်းရုံနဲ့ရဲခါကိုတောင်တို့လည်းမိလောင်ပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီနေ့တိုက်ခိုက်မှုအတွင်းမှာဆိုတော့စစ်ဌာနချုပ်တိုင်းရုံကအရာရှိ၂ဦးအရာရှိဇနီး၄ဦးနဲ့စစ်တပ်၁၂ဦးပွဲချင်းပြီးသေဆုံးပြီးတော့မှအပြင်းထန်ဒဏ်ရာရှိခဲ့တဲ့အရာရှိ၄ဦးစစ်တပ်၅ဦးဘုံမှုရဲကလေး၂ဦးကိုမနေ့ကညနေ6:00ခန့်မှာပဲဂရင်300တဆခွဲ လေးတပ်စေးုံကိုပို့ဆောင်ခဲ့တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။တက်ခဲမှုတွေမှာဆိုတော့နမခစစ်တမ်းရုံတွေမှာရှိတဲ့စီကိုတောင်ပေါက်ကွဲပြီးတော့မှတန်နှလုံးပျက်စီးခဲ့ပြီးတော့မှစခန်းရုံနဲ့ရဲခါကိုတောင်တွဲမီးလောင်ပြီးတော့မှလိုင်းခါဆိုလည်းထိမှန်ပျက်စီးခဲ့တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။စစ်ခွေးတည်စင်းထပ်တိုးတာကတော့အခုလောလောဆယ်တော့အဲ့လောက်ပါပဲပြောချင်တာကတော့ကျွန်တော်တို့ကိုလည်းဝိုင်းဝန်းကူညီပေးကြဖို့ပြောချင်ပါတယ်ဆိုပြီးတော့မှ Chinese Rocket Brother CRB ကတောင်ချီတူရနေပြီးတော့မှဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အရင်ရက်တွေတုန်းကလည်းပေါ့နော်နမခဝန်တွေကိုစစ်ကောင်စီအခြေချထားပါတယ်ဆိုတော့သူတို့ နိုင်ငံတွေအတွင်းကို rocket drone တွေ short drone တွေနဲ့စစ်တိုက်ဆလို့ပြခတ်မှုတွေရှိခဲ့တာဖြစ်မှာအဲ့ဒီကလေးကစစ်ကောင်စီတပ်ဖွဲ့တွေရဲ့အတိပြောက်ဆင်းရတာဆိုတော့မြတ်ပြနေခဲ့တာပဲဖြစ်ပါတယ်အခုတစ်ခါမှာဆိုတော့ကျွန်တော်တို့အနေနဲ့ detect ပူပရောပေါ့နော်ကြီးကျယ်တဲ့လူမျိုး machine တွေစတင်လုဆောင်နေတာမို့လို့ကျွန်တော်တို့အနေနဲ့မကြာခင်မှာတော့အားလုံးကြားချင်နေတဲ့စစ်ကောင်စီရာရှိအောက်ခြေတပ်သားတွေရဲ့ကြာဆုံးတေဆုံးမျိုးစာဆင်းရင်တွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့ရဲဘော်ရှမ်းလင်းနေပြည်တော်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရာရှိတွေပါဝင်အောက်ခြေတပ်သားများပြားကျွန်တော်တို့ဘက်ကနေပြည်တော်မှာအမုန်းကြီးနိုင်ခဲ့တဲ့တိုက်ပွဲအောင်ပွဲတည်နေပတ်သက်ပြီးတော့မှဘလူးမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့စကြည့်လဲရအောင်နော်ဒေါက်တာမဆန်းနဲ့6ရက်နေမနှစ်နာရှိမှပျော်ပွဲအကြံဖတ်စစ်ခွေးရဲစခန်းအနီးမှာလမ်းကလမ်းလာတွေ့စီကနေပြီးစကြေးကောက်ငွေမြင့်နေတဲ့အကြံဖတ်စစ်ခွေးတပ်ဖွဲ့ဝင်6ဦးကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရဲစခန်းနဲ့ ဒါပေမဲ့ဝဲရမှာဒါသူကဂိတ်ချပြီးတော့ကောက်နေတာပါဂိတ်ချကောက်နေတာလက်ရှိအခြေအနေမှာပဲကျွန်တော်ပြည်သူ့ကာကွယ်ရေးဝန်ရောက်တိုက်ခိုက်လိုက်တဲ့အချိန်မှာအတုံးမိနစ်အတွင်းမှာပဲ3 minute တုံးမိနစ်အတွင်းမှာပဲပွဲကပြီးသွားပါလားဆိုတော့အရန်မြန်တယ်လက်ထက်မှာလည်းတနက်ကိုစီနဲ့ကြီးတော့ဟာကြီးကလည်းအပြည့်ဝတ်ထားတဲ့ယူနီဖောင်းမှာအာမနာဗျာဘာဖြစ်လို့အဲ့လောက်တောင်မဲ့ညံ့ရတာလားအဲ့လောက်တောင်မဲ့တုံးမကြရတာကျွန်တော်ဟိုဘက်က ရက်ကွက်ကလော်ဘီတွေပြောခင်ကျွန်တော်အရင်ဆုံးကြိုပြီးတော့ပြောထားတာမင်းတို့ဘာဖြစ်လို့လောက်ညံ့တာလဲကွာတို့နိုင်ငံကအဆင့်ကမ္ဘာအဆင့်စင်ရင်ဝင်ပြီးမင်းတို့ပေးထားတဲ့လက်နက်တွေကတကယ်ကိုအော် special ပေါ့ဗျာတကယ်လက်နက်အမှန်တွေငါပေးထားတာကြီးတွေလည်းအပြစ်ပေးထားတယ်ကြီးပေါက်တွေလည်းအများကြီးပေးထားတယ်ကြီးကားတွေလည်းပေးထားတယ်ဆိုတော့ဘန်ကားတွေလည်းစောက်ထားတယ်ပြီးတော့တနက်တန်ကြားပြီဆိုတာနဲ့ဒါစက်ပေါက်လှမ်းခေါက်ပြီဆိုတာနဲ့စက်ကူကလည်းခဏအတွင်းရောက်လာတဲ့အချိန်ဒီမှာမင်းတို့ဘာဖြစ်လို့3မိနစ်အတွင်းမှာပဲအမောက်တိတ်ခံလိုက်ရတာလဲ မင်းတို့လိုရဲ့မျိုးတွေဟာငါတို့ရဲ့ဘဘကြီးချင်းချာတမတော်ကြီးရဲ့ဂုဏ်သိက္ခာဘလွန်အင်တန်ညှိုးနွမ်းစေနိုင်တယ်ဆိုတော့ကျွန်တော်မျိုးပြက်ခတ်လိုက်တဲ့၃မိနစ်အတွင်းမှာပဲပွက်ပြီးသွားတယ်။ဟွန်းဒီချင်းဒီမှာဂျမ်ပစခွေးတက်ကကျန်တဲ့ကောင်တွေကအရှိမရာခံပိုသေးသေးပေးတဲ့ကောင်သေးအနတ်တန်ကြားလာနဲ့ကျွန်တော်ပြည်သူကဝင်တက်ဖွဲ့ဝင်ဟေးဆိုတဲ့အတန်ကြားလာနဲ့နန်လေးပိုက်ပြီးတော့ခွေးပြီးဝပြေးထွက်ပြေးသွားတာဟုတ်ပြီ ကျွန်တော်တကယ်တကယ်တဲ့တိုက်ပွဲအတွင်းမှာကျွန်တော် MA1 ၃လက်ရရှိပြီးတော့ 556G 64လောက်ဖုန်းနှလုံးနဲ့ခီးသွားပြည်သူတွေစီကစက်ကြီးကောက်ခံထားတဲ့မြန်မာငွေကျပ်ဒါတသိန်း8500တိတိကိုတိတ်စီရမိပါတယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒါလမ်းစိတ်လေးကာမိတယ်ပေါ့နော်အဆင်ပြေပါတယ်ကျွန်တော်တို့ MA တနက်ရတယ်ပြီးတော့ G လေးရတယ်ပြီးတော့ခြားသက်ဆက်ပစ္စည်းလေးရတယ်ပြီးတော့ အဲသူတို့ရှိရတက်သေးကန်ဒါဖုန်းနှလုံးနဲ့ရတဲ့အပြင်ကိုအပြန်လန်းစိတ်ရိတ်လည်းအဆင်ပြေအောင်ဒီမှာချက်ဝေဒါနှစ်သိန်းနီးပါးအထိထားရှိထားပေးတဲ့စကြေကောင်းနေတဲ့အတန်းဖက်စိတ်ခွေးတက်ကအရာကန်ဘူနဲ့ဒါတေဆုံးသွားတဲ့အခွေးလေးကောင်ဘာပဲဖြစ်ဖြစ်ကျေးဇူးအများကြီးတင်နေပါတယ်လို့ပဲကျွန်တော်ဒီကနေပြီးတော့ပြောပြချင်ပါတယ်ဟုတ် ဒီမှာရဲဘော်ရှင်လေးနဲ့ပြမပါနော်ကျွန်တော်တို့ပျော်ပဲရဲစခန်းနီးမှာရှိတဲ့စစ်ချစ်ကော့ဖီမာကတ်ထိုင်နေရတဲ့စစ်ကောင်စီရဟန်းမော်တဲ့သူတို့ဖွဲ့ကိုတော်လန်ရဲဘော်တွေကနေပြမပစ်ခတ်ရှင်လေးလဲလို့အားလုံးနေပါတည်ဆုံသွားတယ်ဆိုတဲ့အကြောင်းပြောဆိုထားဖြစ်တယ်ကျွန်တော်တို့မြို့နယ်တိုင်းလူလုံးမှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အောက်ခြေမှာရှိနေတဲ့ပေါ့နော် ဒလန်ပြူစော်ထီတွေကလည်းပြီးတော့မှစစ်ကြေးတွေကောက်ပြီးတော့မှပြည်သူတွေကိုချင်းချောက်အနိုင်ကျင့်မှုတွေများစွာကြုံတွေ့နေရပဲဖြစ်ပါတယ်အဲ့လိုမျိုးတွေဟာတွေကိုကျွန်တော်တို့ပြည်ရဲ့ပေါဝင်ချတဲ့ဒလန်အဖွဲ့အစည်းတွေကလည်းပြီးတော့မှမကြည့်ရတော့လို့ပေါ့နော်ခုဆိုရင်ကိုတိုင်ကိုကြပြည်ပြည်မှာရှင်းလင်းတက်ခတ်မှုတွေလို့ဆောင်နေတာပြီးတော့မှမြို့ပပြည်သူတွေဘက်ကလည်းပြီးတော့မှလည်းကိုရက်ကိုဒေသတွေမှာအဲ့လိုမျိုးတွေးဆနေတဲ့အုပ်စုတွေလိုမျိုးကောင်းဆောင်ပိုင်းတွေရှိတယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့ဘက်ကလည်းပြီးတော့မှအလီမြန်ဆုံးတရင်ချက်လက်နဲ့သူကဒလန်ရဲဘော်တွေစီမှာပြေးပို့ဖို့လွမ်းနေပြီဆိုတဲ့အကြောင်းကိုလည်းထပ်ပြီးတော့မှအတိပေးပြောလို့ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမချုံမြင်းများနေပြီးတော့မှမနေ့ကကျွန်တော်တို့အားလုံးကြားထားတဲ့အချိန်ပဲအမေဆုရဲ့ချမ်းမရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပြောနေပြောဆောင်ပြောဦးမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်ဒီနေရာမှာခင်ဗျားတို့အနေနဲ့အဲ့ဒီပြည်ပြင်းမီဒီယာတော်များတပြိုင်တည်းတစ်ချိန်တည်းအတူတကွဖော်ပြလာတဲ့ရောင်းစမ်းစစ်ချင်းနဲ့ပတ်သက်တဲ့သတင်းကိုခင်ဗျားတို့အရင်ဆုံးခင်ဗျားတို့အုံနောက်ကိုခင်ဗျားတို့ကိုပြန်ပြီးတော့စမ်းစစ်ကြည့်မယ်ခင်ဗျားတို့ယုံလားနံပါတ်1သူပြောတာနံပါတ်1ကအာဘာလဲကာဆာရာ6ပေါ့နော်ကာဆာရာ6နေပြီးတော့စစ်ရုံးကကာဆာရာ6ရှိတဲ့ဝင်းထဲမှာထားတယ်လို့ပြောတယ်တိကျတယ် နှစ်ချက်ကတောင်ဆက်သူကြီးကဒီကျမကြီးပေါ့တော့တွားတွားတွားရောင်နေပါလားတဖုံးပါပဲတွားအဲ့တွားနေပါတယ်ကျမကြီးပေါ့မကောင်းဖြစ်ပြီးတော့ဆေးမိလို့လည်းသူ့ဆေးတဲ့ချာမကုပေးဘူးဆိုနှစ်ချက်ပြောတယ်နော်ပြီးတော့စိတ်ရွေးချက်ရှိရှိတခါလေဟိုစိတ်ကိုစိတ်စိတ်ပိုင်းဆိုင်ရွေးချက်ရှိရှိဟိုထုံးနေတိုက်ခတ်မှုတွေလုပ်တယ်ပေါ့စိတ်ပိုင်းဆိုင်ရအဲ့လိုလိုနော်စိတ်ပိုင်းဆိုင်ရပါခေါ်လဲသူတို့သုံးတဲ့စကားလုံးရှိတယ်ဗျာစိတ်ပိုင်းဆိုင်ရတယ်ပေါ့လေရွေးချက်ရှိရှိညှက်မှန်းနေစက်အမေသွားလို့သုံးတာလေဆိုတော့အဲ့ဒါတွေကဖြစ်နိုင်လားဆိုတော့မေးကွန်းနော်အဲ့မေးကွန်းခါတော့ကိုယ်ကစဉ်းစားလို့လေစစ်တပ်ကအဲ့လိုလုံမယ်လို့ခါတော့ထင်လာပေါ့တောင်ဆန်းသူကြီးကိုလေအဲ့လိုလုံမထင်လာ မင်းနေစရာမလိုတာနော်ဒီအများကြီးတာထောင်ရက်ထဲထည့်လိုက်ပြီဒေါ်ဆန်းစုကြည်ကိုခမရလဲပို့နေပြောရင်ခြေမွေ့မိမလောင်လက်မွေ့မိမလောင်နော်ဘာလို့ဆိုဟိုလိုချင်တာအကုန်ရအောင်ပြီးနေတာကျွန်တော်တို့ပို့ကျွန်တော်အဲ့လိုသိတာကျွန်တော်ကျွန်တော်အဲ့လိုသိတာလိုချင်တာအကုန်ရအောင်ပြီးလို့အခြားအကျဉ်းသားတွေတက်ကိုသူ့ကိုအခြားအကျဉ်းသားအရောက်တရာကိုပေးမယ်အခွင့်ရေးတရာလို့ပေါင်းပြီးရမယ်အခွင့်ရေးတက်တော့ပိုကောင်းတဲ့အခွင့်ရေးပေးတယ်ကဲတဲ့ပြောရတယ်အဲ့လောက်ပြီးတာလေဒါပေမဲ့ဒါပေမဲ့ဟိုပြောတဲ့ခါကျတော့အဲ့မီဒီယာကြီးအဲ့လိုဝိုင်းဖွာကြတယ်သူတို့ဘာပြောချင်ရှိနေဖွာလဲဆိုတော့သူတို့ပြစ်လိုက်တဲ့ဂဲလုံးကိုခင်ဗျားတို့ကကြည့်ဖို့လိုတယ်ဂဲလိုက်ရင်လည်းကြောင့်ကြည့်ဖို့လိုတယ် ဲ့ဂဲလုံးကြည့်ပြီးတော့တဝုန်းနဲ့ထားမဟောင်းလို့မရဘူးဒါဂဲလာရလမ်းကြောင်းကြည့်ရမယ်ဒီဒေါ်စသူကြီးကိစ္စကိုဘာလို့တို့အချိန်ခိုက်တာကိုတဲပြီးတော့လူတွေကိုလူတွေကြားထဲမှာတီလေးပီကြားတွေအုံနေချင်းနဲ့ဖွာတယ်လေနောက် MPW ဆိုတဲ့အဖွဲ့အချိန်ခိုက်ထားပေါ်လာတယ်လေစသဖြင့်ပေါ့နော်ဆိုတော့အချိန်ခိုက်ထားပေါ်ပြီးတော့ကြည့်ပြောလေပြီးတော့အဲ့ MPW လူအဖွဲ့ကဒေါ်စသူကြီးကိုကစားထား6မှာထားတယ်ဆိုတာကိုထုတ်ပြန်ထားတဲ့အချိန်မှာခိုင်မာတဲ့ထောက်ထားသူမှမရှိဘူးခိုင်မာတဲ့ထောက်ထားမပေးနိုင် ခိုင်လုံးနဲ့တော့တော့မပေးပဲနဲ့သူပြောတယ်သူပြောလိုက်တော့အာသူတို့နဲ့ဖွဲ့တွေကဟိုဖြစ်လို့မရလို့ပါဆိုပါဆက်ပြောတယ်နောက်တစ်ခါသူတို့ဖွဲ့တွေကအာသူတို့ကိုသတင်းပေးတယ်လို့ဖော်ပြလို့မရလို့ပါတော့နောက်တစ်ခါအာသူတို့ဖွဲ့တွေကဒါဒီကိစ္စကိုတေချာတိုင်မင်းမှာဆုံးဖြတ်ပြီးတော့သတင်းထုတ်ပြန်လာပါလို့အဲဆိုတော့အဲ့မှာတစ်ချက်ပါလာရှိတယ်သူတို့ဒီကိစ္စကိုတေချာတိုင်မင်းမှာသတင်းထုတ်ပြန်လာဆိုတော့ဒီကိစ္စကတေချာတိုင်မင်းမှာသတင်းထုတ်ပြန်တဲ့ကိစ္စဆိုရင်ဒါဆိုရင်သူတို့ကဒီကိစ္စကိုတမင်ကိုရွေးချယ်ရှိလူတွေကြားမှာဖွားနေပြီဆိုတဲ့အထိပဲရွေးချယ်ရှိရှိနဲ့လူတွေကြားမှာဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးလူတွေကြားမှာဟိုကိုယ်တော်တော်ပြောင်းသူတို့တို့ပြောင်းတော်မယ်လို့တဲလို့ကျွန်တော်ကောက်ချက်ချတယ်။နောက်ဆက်ဆိုရတော့ဒါနဲ့ပတ်သက်ပြီးတော့ပြန်ရှင်းမှာမဟုတ်ဘူး။အဲဆိုသူတို့ဘယ်လိုထားလဲသူတို့သိတယ်။တော်ဆောင်သူကြီးလည်း ဘလိုနေရတယ်ဆိုတော့ဆက်ရှိပုံတွေသိတယ်အဲ့တော့နာဆာကတော့ AC ပဲရှင်းမှာမဟုတ်ဘူးရှင်းမဲ့ပုံတွေမပေါ်ဘူးသိပြီးကောင်းချင်ပုံဒါပေမဲ့ကျွန်တော်ကတော့ဂျာဂန်ဖွင့်နေတယ်ကျွန်တော်သိတာကိုကျွန်တော်ပြောတာဒီလိုသတင်းမျိုးတွေကလူလူကိုအစိတ်တောက်ဖြစ်တယ်ဒီလိုအစိတ်တောက်ဖြစ်တဲ့သတင်းတွေကိုဖြန့်ဝေတဲ့လူတွေကိုလည်းဒါဟာအခုလည်း virus တွေဖြန့်နေလူတွေဒီလိုဟာမျိုးတွေကျွန်တော်လက်ခံလို့မရဘူးကျွန်တော် journalism မှာလုံးဝလက်ခံမရဘူးဒါကြောင့်ကျွန်တော်ဒါကိုပြောတာဟုတ်ပါဒေါက်ဆန်သူကြီးကကစားချောက်မှထားရဆိုတဲ့သူ့ရွှေ့ရဆိုတဲ့ထောက်ထားခိုင်မာတဲ့ထောက်ထားအဲ့ဒီ MPW ဆိုတဲ့ဖွဲ့မှာမထုတ်ပြန်နိုင်ဘူးတိကျတယ်မထုတ်ပြန်နိုင်ဘူးထောက်ထားမပြနိုင်ဘူးတိကျနှစ်ချက်က သူအဲ့ကာသရ6မှာထားတယ်လို့ပြောတယ်ဘယ်သူမှလည်းပေးမတူဘူးလို့ပြောသေးတယ်ပြီးတော့ပြောတော့သူကပြောတော့ဒေါက်ဆာစီကတွားနေနာနေတာတို့ဟိုဟာတွေဖြစ်နေတာတို့ဒီဟာတွေဖြစ်နေတာတို့နော်ဘာလဲနေအောင်ပြန်ပြောပါရင်ယောဂါအဲ့တွားနေပတ်သက်တဲ့ဝေဒနာတို့နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာတို့အသက်ကြီးတာလို့ဖြစ်တဲ့ရမကြီးကဝေဒနာခံစားနေရပါတယ်ဘာညာလျှောက်ပြောကုန်ရောပြီးအဲ့ဒါတွေကုဖို့တော့ကိုစေးမိလို့လည်းပဲကုနေတယ်တေချာမကုပါဘူးသူတို့မျက်လုံးနဲ့တေချာသွားပြီးဂုလုံးထိုင်ကြည့်နေကြတာကျော်မင်းမြတ်တော့ဟုတ်ဆိုရင်ကျော်တော့ပါနော်ဒီအမေဆူရဲ့ချမရဲ့ချင်းနေနဲ့ပတ်သက်ပြီးတော့မှပြစ်ကြော်ပြောင်းနေမျိုးဆက်ပြောဆိုနေတာပဲဖြစ်ပါတယ် ကပြက်ကကြော်ပြောင်းပြောင်းဆက်ပြောဆိုနေတာဖြစ်တယ်ပေါ့နော်ကျွန်တော်အလုံးသိရှိထားတဲ့အတိုင်းပဲစစ်ကောင်ဆရာဆိုတော့ကျွန်တော်အမေဆိုးပါဝင်ကျန်တဲ့နိုင်ငံရဲ့ကျင်းသားတွေပေါ်မှာရုပ်မှာအောက်တန်းကျတဲ့နီလန်းတွေနဲ့အုံပြပြီးတော့မှသူတို့ကိုစီဝါကုသခုနေတော့မှလုံးဝမပေးဘူးဆိုတာတော့ကျွန်တော်အရင်ကတည်းကသိရှိထားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်အမေဒေါ်အောင်ဆန်းစုကြည်ဟာဆိုတော့သွားနေနှလုံးပိုင်းဆိုင်ရာကျမရဲ့ပြဿနာချို့ရင်ဆိုင်နေတာဖြစ်မှာစစ်ကောင်စီအနေနဲ့နာရီကိုလစ်လူရှုထားပြီးတော့မှတရားပေါ်အောင်တွန်းရနေပြီးတော့မှညင်ပါနေဆက်နေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့သိရှိရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွင်လည်းပေါကတော့နေပြတော့မှမန္တလေးတိုင်းထဲမှာဒီနိုင်ကျဲတောင်းချနေကြတဲ့သူရဲ့ဗျူဆိုတီတပည့်လေးတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာစပီတော့မှချစ်လေးရအောင်နော်မန္တလေးဗီဒီယိုစစ်တီပတ်တာဆိုင်နဲ့ပတ်သက်ပြီးပြောချင်ပါလေကြာပြောပါဦးဒီနေ့ကတနေ့ကတွေ့တဲ့ထဲမှာဆင်းဆင်းလေးတွေထဲမှာနည်းနည်းညှပ်ပြောသွားတဲ့ထဲမှာပါတယ်မပြောရလဲဆိုလို့ဆိုရင်ဦးဒီနိုဂျေနရာဘက်မှာပတ်တာဆာတွေအရှင်ဖန်းခံရတာတွေဒေတာတွေနော်အရှင်ဖန်းခံရတာများလားပေါ့အရှင်ဖန်းခံရတာများလား ဘယ်ဖွယ်ရဲရဆိုတာလဲဦးစင်ကထည့်မပြောပါဘူးဒါခုလူဦးစင်ကခုပြန်လွှတ်လာတာဒီချိုအတင်းစင်းထွက်ပြီးမှမြေခွက်ရတဲ့ပြတာပိုက်တော့ရှိတယ်เนาะမြေခွက်ရဝန်းသာပါနိုင်ငံတော်လည်းပြန်ကြည့်ပြရဝန်းပါဟုတ်ပြီ TV ဆိုပြီးမှဦးစင်တို့တက်မတော်မှာတော့မှ6လအထိစောင့်ကြည့်ရတယ်ထော်လာလုံးလားခါမြအောင်တော့ရှည်မ်းမှာကြပါလို့ရှိရင်အပြောင်းစင်းတွေလားအတေးစင်းတွေလားတေးမတေးရှင်းမရှင်းဆိုတော့ဒါတော့ဒီပြရတယ်နော်ဒါပဲတော့ပါလာလို့ရတယ် တချို့ဆိုရင်ဒုတိယဘုံမူကြီးတွေမောကုတ်မှာတချို့ဖန်ခံရတော့ပြန်လွတ်လာတယ်အဲ့ဒါတော့မစစ်စစ်မှုခံရတယ်စစ်စစ်မှုခံရတယ်သူကဘာကြောင့်လွတ်လာလဲဘယ်လိုကြောင့်လွတ်လာလဲဒါကခင်ဗျစစ်စစ်ရမှာလေသူကဟိုဘက်ဒလမ်းမဖြစ်ပါဘူးလို့သူကတချို့မဖြစ်ပါဘူးလို့ပြောလို့မရဘူးအဲဥစဉ်အဲ့ဒါနဲ့ပတ်သက်ပြီးမင်းကဒီစစ်တီနဲ့တောင်းပြောပြတယ်ဒီစစ်တီလွတ်လာပြီဟုတ်ပြီဝင်တာလေဝင်တာလေဥစဉ်ထဲမှာအရင်ဥစဉ်ဒီဒီကောင်မောင်ဆန်ရှာအခွဲထဲမှာတော့လေတယောက်တစ်ခါလဲအပ်လိုက်တယ်ဟုတ်လားအပ်လိုက်တယ် ူကကိုပြန်လွတ်လာတယ်။သူကကိုဒါသူဘာကြောင့်မကြောင့်လွတ်လာလဲဘာကြောင့်လွတ်လာလဲသူကလည်းအေးမရှိပါဘူး။အခုကခင်ဗျလွတ်လာတာတွေက9ယောက်10ယောက်လောက်ရှိတယ်။ပြောရတော့ရဲမတော်ပြည်သူစေဦးနေမျိုးကျော်ကိုနေမျိုးကျော်အဖွဲ့ရဲရပေါ့နော်။လွတ်လာတော့။သူတို့တော့ဖြစ်နေတာကဘလောက်စီအာမခံရဲ့လဲ။ခုမနေ့လေးမှတရင်နေပေါ့တယ်။မနေ့ကတော့လည်းဘယ်နေ့ကပဲတရင်နေပေါ့တယ်။ငါပေါ်တော့အခုဆိုရင်ကျွန်တော်တို့ဘောနော်အရှင်ဖန်စီရမိတာတဲ့ စစ်ကောင်စီရဲ့ပြူစော်ထိတွေကနေပြုံးမှတဆင် PDF တွေကသူတို့ရဲ့တည်နေရတဲ့တရင်တွေကိုရိုက်ယူနိုင်ယူနေတယ်ဆိုတဲ့အကြောင်းတွေပါပြောဆိုလာတာဖြစ်တယ်ဆိုတော့သူတို့ပြောချင်တဲ့ပုံစံရတော့ခုဆန်တူးတပည့်လေးတွေကပေါ့နော်ဖျက်တည်လို့ပြုံးမှသူတို့ကိုပြန်ပြုံးမှ ဒီ PDF တွေလက်ထဲကိုတွန်းပို့နေတယ်ဆိုတဲ့ပုံစံမျိုးတွေထိအကြောက်တရားနဲ့ပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒါကတော့သူတို့ရဲ့လုံခြုံမှုပိုင်းဆိုင်ရာအားအနေချက်တွေလို့ပြောမှာဖြစ်ပြီးတော့မှကျွန်တော်တို့တော်လန်ပြည်သူတွေရဲ့ပေါ့နော်ပူပေါင်းညီညွတ်ဆွမ်းအားနဲ့ဟုဆိုရင်စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ပြည်သူတွေကိုနိုင်ကျင့်နေတဲ့ပြူစော်တီအဖွဲ့တွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှတံပြန်တက်ခိုက်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဦးသေးတင်ရနေပြီတော့မှလာမယ့်3ရက်တွင်းမှာမူကြည့်နေတဲ့ပေါ့နော်နေရာဒေတာတွေနဲ့ပတ်သက်ပြီတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ဒါမဲ့တင်းနာနေ30ရဲ့နေ့မှာတော့မြမာပြည်အလဲပိုင်းက ARD မြေရိုးလွင်ပြင်မကွေးအထိကလွဲပြီးလို့ရှိရင်ကြံတဲ့ဒေသအတိုင်းနဲ့ပြည်နယ်အနားနေရာကျဲကျဲမှနေရာစိတ်စိတ်မိုးရွာသွန်းမှဖြစ်သလိုပဲကရင်ပြည်နယ်တောင်ပိုင်းတနင်္လာရီတိုင်းထက်ပိုင်းမွန်ပြည်နယ်အောက်ပိုင်းမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။ကျန်တဲ့တိုင်းရဲ့ပြည်နယ်အနေနဲ့ပြောရမယ်ဆိုရင်ရခိုင်ပြည်နယ်ရခိုင်ရိုးမှာမကွေးတိုင်းအနောက်ခြမ်း ချင်းပြည်နယ်စကိုင်းတိုင်းတက်ပိုင်းကချင်ပြည်နယ်ချမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းမြောက်ချမ်းအေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်တို့မှာနေရာကွက်ကြားဆက်လက်မှုရွာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ဇူလိုင်လ၁ရက်နေ့ဖြစ်လာနိုင်တဲ့မိုးရွာသွန်းမှုဟာဆိုရင်မြန်မာနိုင်ငံအထက်ပိုင်းကကချင်ပြည်နယ်၊တကိုင်းတိုင်းအထက်ပိုင်း၊ချင်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးတကယ်လို့ ရှမ်းပြည်နယ်မှာလည်းမိုးများပြီးတော့အရှိတ်ဘက်ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်ထို့အတူရခိုင်ပြည်နယ်အောက်ဘက်နဲ့အေရာဝတီတိုင်းမှာအနီးပြတဲ့ဒေသဆိုရင်မိုးရေကြီးလေးလမနီးပါးလောက်ဒီရရှိနိုင်ပြီးတော့ရုတ်တရက်မိုးကြီးခြင်းနဲ့ကြုံရနိုင်တဲ့အနေအထားရှိပါတယ်ဇော်လိုင်လာနှစ်ရက်နေ့ဗုဒ္ဓဦးနေ့မှာတော့ ကချင်ပြည်နယ်အထက်ပိုင်းမြကြီးနားကနေပြီးတော့သခိုင်းတိုင်းအထက်ပိုင်းမှာအနီးပြနေပါတယ်မိုးရေကြိမ်လေးလမလောက်တိရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသတိထားနေထိုင်ကြပါအထူးသဖြင့်တောင်ဆောင်မှနေတဲ့လူတွေနဲ့မြေချောင်းပေးနေတဲ့လူတွေအချိန်မီနေရာပြောင်းရွှေ့ထားဖို့လိုပါတယ် ဒါတော့ဦးထေးတင်ရတယ်ပြီးတော့မှလာမယ့်3ရက်တွင်းမှာပေါ့နော်ကျွန်တော်တို့မြောက်ပြီးမြောက်ပိုင်းမှာဆိုတော့အထူးသဖြင့်မိုးများနိုင်တယ်ဆိုတော့ကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ အရင်ရက်တွေတုန်းကလည်းအဲ့လိုမျိုးမိုးများခဲ့ရတယ်ပြီးတော့မှကျွန်တော်တို့မြစ်တင်နားတယ်ပေါ့နော်ကျွန်တဲ့ချီဖွေဒေသတွေမှာဆိုတော့မိုးရွာသွန်းမှုများပြားလွန်းလို့အခုဆိုရင်ရေကြီးရေရှမ်းမှုတွေတောင်ဖြစ်ခဲ့တာမို့လို့အခုခရီးကကျွန်တော်တို့အနေနဲ့မြေပြင်မှာရှိနေတဲ့ပြည်သူတွေအနေနဲ့ရှောင်ရှားဖို့လွမ်းနေတာပဲဖြစ်ပါတယ်မြစ်ထောင်းအရင်ဘေးမှာနေတဲ့သူတွေရဲ့တော့ပြီးတော့မှပေါ့နော်ကျွန်တော်တို့တောင်ဆောင်တွေတောင်မှာနေတဲ့ပြည်သူတွေအနေနဲ့မိုးရွာသွန်းမှုကြောင့်ဖြစ်ပေါ်လာနေတဲ့မြေပြိုခြင်းတွေနဲ့ရိုးသေးရေကြီးခြင်းတွေကိုရှောင်ရှားနိုင်ဖို့ဆိုတော့ကျွန်တော်တို့အခုခရီးက လွန်ချုံတဲ့တခြားနေရာကိုရွှေပြောင်းတင်နေပြီဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ပြောကြားထားတာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဘောမိုက်ကိုပြန်သွားကြည့်လိုက်ရအောင်နော်အဲ့ဒါကတော့ပူသူမကနေပြီးတော့မှ NUG ကိုနိုင်ငံတကာအတိုင်းအဝန်နေပြီးတော့မှလွန်လဲမခံဘူးဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုမျိုးပေါ်ပန်းလေးဆက်ပြောဆိုထားမလဲဆိုတာစပြီးတော့မှကြည့်လိုက်ရအောင်နော် ဆိုလွင်လင်းချင်းလိုပဲအခုတော့သူမလာမခဲနိုင်တော့မယ်တကယ်ကိုတည်ကြသွားခဲ့ပြီအစရိယာပြောပါရင်အန်ယူဂျီဆိုတာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့အကြမ်းဖက်ဖွဲ့တာဖြစ်ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေဥမာကမ္ဘာ့ကုလသမဂ္ဂမှာတက်ရောက်ခွင့်ရရဲဆိုတာမျိုးမှာအဲသူတို့အန်ယူဂျီကပဲတရားဝင်ဖြစ်တဲ့အောင်မျိုးတွေသူတို့ဝါးရဖျက်ကြတယ်။အာ ဒီနိုင်ငံရေးခင်းကြီးနေဖြစ်တဲ့ခါမှာ ASEAN Summit တွေထိပ်သီးစည်းဝေးတွေမှာ NASA ကအစိုးရကိုမဖိတ်တဲ့ခါကျတော့ NASA ကအစိုးရကတရားဝင်မဟုတ်ဘူးဆိုတာမျိုးတွေဝါဒဖျက်ကြတယ်။အဲ့ဒီအချိန်တည်းကကျွန်မထပ်ခါထပ်ခါပြောခဲ့တယ်။နိုင်ငံတကာအဖွဲ့အစည်းဒီ government ကိုကြည့်တာမဟုတ်ဘူး state ကိုကြည့်တာဖြစ်တဲ့ဒီ state ကိုကြည့်တာဖြစ်တဲ့အတွက် state attack နဲ့ next state attack ကိုကြည့်ပြီးတော့ဆုံးဖြတ်ထားပါလို့ကျွန်မထပ်ခါထပ်ခါပြောခဲ့တယ်။တော်တော်အန်ယူဂျီရဲ့ lobby တွေက straight attack ဆိုတာဘာမှမသိ net straight attack ဆိုတာဘာမှမသိညံရင်မမီတဲ့ခါကြတော့အခုတော့ဘယ်သူမှလက်မခံနိုင်တော့တယ်တောင်မြန်မာထွက်တဲ့ခွေးဘွားကိုရောက်ရှိသွားပြီးဖြစ်ချောင်းကိုရဲဝင်ခံလိုက်ကြဖြစ်ပါတယ်ရှင် ပုဒုမာတော့ဗောနသချင်းသားညီရင်နဲ့ကျွန်တော်တို့ကိုဝေဖန်တိုက်ခိုက်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပုဒုမာပေါ်ဝင်မြောက်လင်တို့ဆိုဖန်စီရမိတဲ့အချိန်ကြတော့မှပုဒုမာပြန်ပြီးတော့မှသူတို့အတွက်သချင်းတဘိုးဆက်ပေးရမှာပဲဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့ NUG ပေါ်ဝင်ဂျန်နယ်တော်လန်ဖွဲ့စီတွေကနေပြီးတော့မှစစ်ကောင်စီကိုအလဲထုံးနေဖို့နိုင်ငံတကာတွေနဲ့နိုင်ငံတကာတွေနဲ့ချိန်ဆဆောင်နေကြတာမလို့ဗောနအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှသူတို့အနေနဲ့ဂျေဝင်ပြီးတော့မှကျွန်တော်တို့ကိုဝေဖန်တိုက်ခိုက်မှုတွေတောက်လျှောက်လို့ဆောင်နေကြတာပဲဖြစ်ပါတယ်မကြာခင်မှာတော့ကျွန်တော်တို့အားလုံးမျှော်မှန်းထားတဲ့ ဒီဖရဒမရဂဇီလန်စင်နဲ့တော်လိုင်းရေးအောင်ဖွဲ့ရဆိုတော့နေတက်တဲ့နီလာထားမလို့ပြီးတော့ဒီဘက်ကနေပြီးတော့မှဆင်မပြောက်အောင်မျိုးပဲနဲ့အခုလိုမျိုးဟောင်းချင်တဲ့အောင်နေကြတဲ့ဘောမကြီးအခွဲရေပေါ့နော်စကားတန်တွေကိုနားမြအောင်ကြောက်ဖို့လွမ်းနေပြီဆိုတဲ့အကြောင်းလေးပါထပ်ပြီးတော့မှပြောလို့ပါတယ်။ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုတို့ပို့နေတဲ့ကိုစီကနေပြီးတော့မှဖိစက်သက်ကနေပြီးတော့မှပြည်သူတွေကိုပေါ်တာမဆွဲဘူးဆိုပြီးတော့ပြောင်းလဲနေတဲ့စစ်ခွေးတကောင်ကိုဘယ်လိုမျိုးဆုံးမပြောဆိုထားအောင်မလဲဆိုတာကျွန်တော်တက်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်ခဏချင်းလည်းမတူဘူးဒီကောင်လည်းမတူဘူးအဲ့ကြောင့်ခင်ဗျားစဉ်းစားကြည့်ဗျာ နေတဲ့ကဘုန်းကြလိုက်တယ်ဒီတက်ကြီးဒီညောင်ရောက်လာခဲ့ဒီမှာကျွန်တော်ရှိနေပြီလာခဲ့တော့ရဲခေါ်တိုင်းသွားတဲ့ထဲမှာစစ်တပ်မပါဘူးအာဟုတ်နော်အကုန်လုံးမြင်တယ်အကုန်လုံးတည်တယ်ဒါလည်းပြောပြီတဲလို့ပြီဒါတို့ကျွန်တော်တို့ပေါ်တာဆွဲမှုနေတော့လေလက်ထားနဲ့တော့ကျွန်တော်မောမကြည့်ဘူးဟာကြားနေတော့ဟောင်းနေပြီလို့ရရတယ်နော်မင်းတို့ဟိုယွာတွေဝင်မီးချို့နော်ဒီယွာမှာဝင်မီးသူများအချက်ပြထားတဲ့ပိတ်ထားတဲ့အိမ်တွေကိုဖွင့်ကိုဆိုလူနိုင်မနေ့ကမှတရင်နိုင်တိုင်းမှာဟိုမှာမရေကင်သွားတဲ့တက်ခွန်းစံပေးဦးနော် အဲ့ဒါသူတို့မဟုတ်ဘူးလေတိလာမိုးပေါ်ကကြာလာတာနော်စစ်သားတွေမဟုတ်ဘူးသူကစစ်သားတွေကရေးရဲတော့တုံးဆုံးတိုက်ကြားဆုံးတိုက်နော်စိတ်နာနော်ဘာလို့စိတ်နာလဲခင်ဗျားတို့လောက်လိုက်တယ်ကျွန်တော်တို့ကနော်အာနာထိနေလို့ပြောတာကိုခင်ဗျားတို့ကအာနာသိနေလို့ထင်လို့စိတ်နာလို့ဒဲလို့ ဖမ်လေးကမရင်ကြီးရတယ်အာနာလေးဖိတ်နေပြောတာစိတ်နာကြရလားတကြီးကြီးရအီးရဗျဘုံကဥကကြီးစွန်းတယ်အာနာအာနာလေးထိန်းတာကိုကမရတယ်ဆရာလည်းအာနာသိနေပြောစိတ်နာရတယ်ပေါ့အေးအေးဟုတ်တယ်စိတ်နာဆိုနာကြမလို့ကောင်ကြီးရတယ်ကွာမေးတော့အာနာနဲ့တူပြီးသွားပြီးတော့သူတို့အာနာလေးခဏသိဗာအာနာလေးခဏထိန်းတာဝေးအာနာလေးခဏထိန်းတာနော်အာနာလေးထိတ်တော့မင်းတို့ကမထိတ်မှလည်းထွက်ပြောတော့မင်းတို့ပြစ်တတ်တာပေါ့လားဟုတ်လားစိတ်နာပြီးပြစ်တတ်တာဟုတ်လားငါကအာနာတိတ်အောင်ပုံ ကျွန်တော်တော့တိတ်နေမယ်ဆိုရင်တော့ဟုတ်ပါခင်ဗျားတို့ခင်ဗျားတို့ဒီလိုနေလို့ရအောင်မဟုတ်ဘူးဟာဘယ်လိုနေရအောင်ကိမလို့ဆိုတော့ခင်ဗျားတို့မပြောနဲ့မိကိုရင်းတော့တမ်းခံဘူးဟုတ်အဲ့တော့တော့တေးဖို့ဟာထဲပဲကြောပါအဲ့ထဲပဲခုလောက်စားနေတာပြီဒီကိုစစ်ပါတယ်နေရင်းနေပါတယ်ခဏလေးပါအောင်ဒီလိုစစ်နေတဲ့အခါတော့စစ်တပ်ရဲ့ညီကိုရင်းတော့မထားဘူးဆိုတော့မင်းတို့စစ်တပ်ကဘာလွှဲပွဲစည်းထားတာ စစ်တပ်ကိုဟဲ့ဒီတိုင်းပြည်တပြည်မှာစစ်တပ်တစ်ခုဖွဲ့စည်းထားတာဘာလို့ဖို့ဖွဲ့စည်းထားတာကိုစီရတော့ဒဲအောင်မဲလဲတာနော်ဒီကောင်ကနေပြီးတော့မှနေထင်းရဲတွေနဲ့ကျန်တဲ့စစ်ကောင်စီရောက်ချိန်မှာရှိနေတဲ့တပ်သားတွေကိုတိုင်ကနေပြီးတော့မှပေါ်သားဆွဲမှုတွေရောဒီကလို့ဆောင်နေတာပြီးမှသူတို့လိုမျိုးစစ်ခွေးအိုကြီးတွေနဲ့ပြီးတော့မှဘာမှကိုပေါ်သားဆွဲတာတွေမလို့ဆောင်ဘူးဆိုပြီးတော့မှပေါ့နော်သူတို့ပြုမှုကျွလွန်ခဲ့တဲ့အကြောင်းအရာတွေကိုဖုံးပြီးချင်လို့လို့ကို တဖက်လူတွေကိုပြန်ပြီးတော့မှအပြစ်လွဲချနိုင်ကြတာပဲဖြစ်ပါတယ်ဆိုတော့အောက်ခြေမှာရှိနေတဲ့ပေါ့နော်စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့နေထိုင်ရဲတွေခုကလေးကမြန်မာရရှိပြီးတော့မှသူတို့ကဆိုရင်မြောက်လင်းတို့စစ်ကောင်စီရဲ့ လေအတုံးတော်ခန့်လက်ကန်တို့ဒေတာဖြစ်တယ်ဆိုတဲ့အကြောင်းလေးပါကျွန်တော်တို့တက်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေဘက်ကနေမြို့မှာလည်းဒီစကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ကြံတဲ့အောက်ခြေသသားတွေကိုအမြန်ဆုံးလင်းဝင်ကြဖို့အချင်းချင်းတတိပေးပြောဆိုနေကြတာမလို့တော့မှနားမြောင်ပဲနဲ့အခုမျိုးပေတေပြည်တော်မှာမြောင်းလိုက်တော့ visit တဲ့လူသစုတွေအတွက်ပြန်ပြီးတော့မှပေါ့နော်အမိနာခံပေးနေကြအောင်မယ်ဆိုတော့ကျွန်တော်တို့ဘက်ကနေပြည်တော်မှာအဆုံးစွန်ဒီချေမုံရှင်းလင်းသွားမှာပဲဖြစ်ပါတယ်ပြည်သူကလည်းဟုတ်ဆိုရင်မြောက်လိုက်တို့ visitor ရဲ့ရည်စုံမှုကျุလို့မိုးတွေမြက်ပြနေတာမို့လို့ဒါတွေနဲ့ပတ်သက်ပြီးတော့မှအခက်မကျေနိုင်သေးတာပဲဖြစ်ပါတယ်ပြီးတော့တရလုံးရဲ့တော်လန်ထုတ်စစ်တွေဟာ ဆိုရင်တေချာပေါ့မှုချမလွဲအောင်မြင်တော့မှာမလို့ဒီချိန်မှာကျွန်တော်ဘက်ကနေပြတော့ဖိတ်ခေါ်ထားတဲ့အတိုင်းစစ်ကောင်စီတဖော်တွေအများဆုံးလေးဝင်ကြဖို့ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြေပါပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချမ်းနဲ့ပြည့်စုံပြီးတော့မှတာရဲ့အချက်နဲ့ညချက်လေးပြန်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ခေါင်းတောင်းပေးလိုက်ပါတယ်